တောင်ဝမ်းဆန်နိုင်ငံနဲ့တူချန်ပီယံစင်ကာပူဖြစ်လာခဲ့ပြီဖြစ်တဲ့ခင်းယူနိုက်တက်ဘရင်နာမဲမိနာမြောင်ရွှေရောအိုင်မက်ကွန်ရှီကောအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ကင်းနိုင်တဲ့ကတော့အမော်နီလန်ထက်မနိုင်စဖို့အနိုင်2ပြီး3ပွဲဆက်နိုင်ဝဲကိုပေါ်ပေါ်နိုင်ခဲ့ပြီဖြစ်ပါရင်စနေမယ်အွန်လိုင်း2စနေဆိုင်ကရိုင်းလဲမတော်ဖြစ်ခဲ့တာဖြစ်ပြီးဂိမ်းမိုးရဲ့အချိန်ဆွဲကတိုးတက်လာခဲ့တာပါ အမော်ရီနေနဲ့သူ့ရဲ့ကစားကွက်ကိုကောင်းထဲဖော်လာနိုင်တာဖြစ်ပြီးတော့ကစားမတိုင်းကလည်းခြေစွမ်းပြကစားသွားနိုင်ခဲ့ပါတယ်ဒီနိုင်ပွဲဟာဂိမ်းဘူးရဲ့အတွက်အမော်ရီလန်ထက်ပမာဥဆုံးအချိန်၃ပွဲဆက်နိုင်ခဲ့တာဖြစ်ပါတယ်ရာသီအစမှာတောင်းလျှောက်နိုင်လာခဲ့တဲ့ဂျိုးကြလေးတို့ရှုံးဝဲနေဆက်နေခြင်းတကယ်တော့ကတော့ပန်းပန်လို့နန်းဆန်နေတာဖြစ်ပြီးဂျိုးကြလေးတို့ကိုဖိန်ခုပါထိုင်နိုင်ခဲ့တာဖြစ်ပါတယ် ်ဂိမ်မိုးတို့တိုက်စစ်၃ရောင်စလုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီးဂေါ်ပောင်ဝင်ပတ်သက်နိုင်ခဲ့ကြပါတယ်ကိုညာကဂိမ်မိုးကစားမအပေါ်ပရောင်းဆုံးသွင်းကုတ်ကိုသွင်းယူနိုင်ခဲ့တယ်လို့အမူမူကတော့လှလှပပနှစ်ခုရခဲ့တာပါဆက်ကုတ်ကဂုံမသွင်းနိုင်ခဲ့ပေမဲ့ခွင်းရေးဖန်တီးမှုတွေအချိန်ကြီးလုံးနိုင်ခဲ့တယ်လို့ဒီကိုလေးဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ် MO ရဲ့ပြမကူကစကွေရဲ့ first test ဘလောက်ကောင်းလဲစကွေရဲ့အတိုးလုပ်တွေကဒီညမှာအေးပါရင်ဒီတိုင်းစစ်အတွက်ကပို့ပြီးတော့အတွဲညီတယ် ဂိမ်မှုလို့ကလင်းရှင်းမရခဲ့တာကနှမျောဆရာဖြစ်ခဲ့ပြီးဂိုးတွေမပေးသင့်ပဲပေးလိုက်ရတာပါဝယ်ဘက်ကလည်းဂိမ်မှုနဲ့တွေ့တိုင်းအညှိုးနဲ့ကစားသလားထင်ရလောက်အောင် free kick ကနေပါဂိုးတဲ့ထိသွင်းယူခဲ့တာဖြစ်ပါရင်ဂိမ်မှုနဲ့ကန်တိုင်းဝယ်ဘက်ကဒိုကြီးဝင်ပူးတလို့လို့ဒင်းဟောဝင်ပူးတလို့လို့နဲ့ချေဆွမ်းပြနေတာဖြစ်ပါရင် United တို့ဒီချေဆွမ်းတိုင်းသာဆက်ကစားရင်တရားသည့် Champions League ဝင်ဝင်ကိုကောင်းကောင်းချီးမြှော်လင့်နိုင်လို့ Champions မှာစိန်ခေါ်နိုင်မှာဖြစ်ပါရင်အခုရလာတဲ့ကစားမအသင်းရဲ့အကောင်လုံးကတကယ်ကိုပေးဆက်တဲ့သူတွေကြီးလို့ပဲဆိုရမှာပါအန်ဘူမော်ကိုညာရှက်ကိုအားလုံးကိုရားခဲ့တာက United အတွက်တကယ်ကိုကောင်းပါတယ် ယူနိုက်တက်တို့ချိုးကြလေးတွေနဲ့ညီမလေးတို့ကိုဆန္ဒနဲ့နဲ့ဇင်ရောတို့အင်ကွဲမှာဂိုးပြက်ဘလိုနိုင်ကံမလဲဆိုတာဇွန်ကလန်နဲ့ free call တင်ပေးရတော့မှာဖြစ်ပါရင်ယူနိုက်တက်နဲ့ပတ်သက်ပြီးတော့နောက်ထပ်အပေါင်းလက္ခဏာဆန္ဒကတော့ကုသမနေရပဲဖြစ်ပါရင်လူငယ်ကျယ်ဝင်းကွယ်မှာ less man ကိုရခဲ့တာကဒီကရာကိုပြန်လိုက်ရသလိုပဲဖြစ်ပါရင်သူပွဲထက်ပောင်းရင်လာကလေးကယူနိုက်တက်တို့ပွဲတိုင်းနိုင်နေတာကတိုက်ဆိုင်မှုတော့လုံးဝမဟုတ်ဘူးပဲဖြစ်ပါရင်ကေမိုးတို့ဟာပွဲဆက်ကလေးကကစားပုံကောင်းပုံတည့်ရက်ခဲ့ပြီးထိရောက်တဲ့အခွင့်အဖန်ဒီပေးမှုတွေကိုပြုလုပ်နိုင်ခဲ့ပါရင်အမရင်းကဒီပွဲအတွက်အင်စာကောင်းကောင်းလုလာခဲ့လို့ဆရာမပြင်းမေးပြော်တွေနဲ့ဇင်ရောတွေကိုတုတ်ပြန်ခဲ့တာပါဇင်ရောဘက်ကလည်းခွေးတွေရခဲ့ပေမဲ့ဂိမ်းနောက်တန်းနဲ့ကုသမကိုမချောနိုင် के बू पी पाणी ွဲချင်းနဲ့ဆက်သုံးနေမှာ United တို့ဥဆောင်ရခဲ့ပြီးကက်စမဲတို့ရဲ့ခြာမင်းမှုကနေကိုညာကအပိုင်ကန်သွင်းခဲ့တာဖြစ်ပါရင်ွဲချင်းသုံးဆက်သုံးနေမှာ United တို့မထင်မဲ့ပဲနဲ့ဒုတိယမြောက်ဥဆောင်ရခဲ့ပြီးကက်စမဲတို့ရဲ့ကန်ဆက်က Brighton ကစားမနဲ့ထိပြီးတော့ဂိုးပေါက်တဲ့ဆက်သမဲ့မဲ့ဝင်သွားခဲ့တာဖြစ်ပါရင်ဒုတိယပိုင်းမှာလည်း United တို့ကပဲပုံမကောင်းမွန်တဲ့ခွင်းလေးကိုဖန်တီးနိုင်ခဲ့ပြီးပွဲချင်းတော်တော်များများကိုစုံမကစားနိုင်ခဲ့တာဖြစ်ပါရင်ပွဲစားချိန်မနေ့၆ဆင်မှာ United တို့ဒုတိယမြောက်ဥဆောင်ရခဲ့ပြီးဆက်ကွေးရဲ့ပေပုံမှုကနေအမ်ဘူမိုကအသေးသက်သက်ကန်သွင်းခဲ့တာဖြစ်ပါရင်အမေနဲ့အမမိုရဲ့ညာတော်မှာကတပွဲတဲ့တပွဲပုံမကောင်းမလာခဲ့ပြီးအသားကျလာခဲ့တာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဆက်ကူက ါလဲကိုတိုင်းကိုမသွင်းနိုင်ခဲ့ပေမဲ့ကိုရနိုင်တဲ့ခွင့်အင်းများစွာကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ MMO နေနဲ့ဟတ်ထွတ်တောင်ရခဲ့တဲ့ပြီးတလုံးဖေးကက်ထွတ်ထားကာကနှမျောစရာကောင်းခဲ့ပါတယ်။ပွဲကစား83မိနစ်မှာ Brighton တို့ခြေပါကိုပြင်ရခဲ့ပြီးဝက်ဘက်ကအပိုင်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ပွဲမိကန်ဒီမှာစင်ရော့ကိုတက်ရခဲ့တာကြောင့်ကမ်းမမလို့လို့ဘာလို့လို့နဲ့ဖြစ်ခဲ့ပါသေးတယ်။ဒါပေမဲ့ MMO ကပွဲမိကန်ဒီမှာသူ့အတွက်ဒုတိယအကူကိုထပ်သွင်းသွားခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်ဂိမ်းမှုတို့ဟာစင်မြန်ကြီးတို့နဲ့၃မှတ်အကွာအဆင့်လေးကိုရောက်လာခဲ့ပြီးဂျိုးကြလေးတို့ကိုဖိန်ခုတ်ထိုင်လိုက်တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့ဇင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ဒီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ